ကဲဒီနေ့ဇယားနဲ့ပတ်သက်တာလေးကိုအသေးစိတ်ရှင်းပြပေးမယ်။ဇယားဆွဲတော့မယ်ဆိုရင် insert ထဲက table ကိုခေါ်မယ်။ table ကိုခေါ်ပြီးရင်ဒီကနေပြီးတော့ဓာတ်ရိုက်ခေါ်လဲရတယ်။ဒါမှမဟုတ် insert table ဆိုပြီးတော့သွားလဲရပါတယ်။ ဒါဆိုလို့ရှိရင် two column 1 row ကဲဒါမျိုးဆိုရင် column က6 column row က5ဒီတော့ဒီကနေသွားလဲရတယ်ကျမကတော့ဒီကနေသွားပေးမယ် insert table နဲ့ column က5 column row ကကျမက4လို့ထားလိုက်ပါမယ်ကျွန်တော်ဘာမှပြောင်းကြရမလို့ဘူး okay နှိပ်လိုက်မယ်အဲ့တော့ကိုဆွဲမဲ့ဇာရရဲ့ column အရေးအတွက်ရယ် row အရေးအတွက်ရယ်ကိုကကြိုပြီးတော့သိထားရပါမယ်။ဒါလေးတွေဆိုရင် column မှာ1 column 2 column 3 column 4 column 5 column ဒီဘက်ကကြတော့ row ပါဒါလေးတွေက row ပါ row က4 row ရှိပါတယ်။ဒါအခုပြနေတာကစလန့်လောက်တာတွေပါပြီးတော့ဒီလိုတကွက်ထဲမှာ click ချလာတာကကြတော့ cell လို့ခေါ်ပါတယ်။ဒီလိုနှစ်ခုစုံတဲ့နေရာလေးကို click လိုက်ရင်တော့ table တစ်ခုလုံးကို select လုပ်တာပါ။ ဒီတော့အခုစာစာရိုက်ပါမယ်ကဲအခုရိုက်လိုက်ပြီးရိုက်ပြီးတော့ကျွန်မကဒီဘက်ကိုကြာတော့1 3 4ကဲဒီမှာ A နဲ့ C နဲ့ဂျာထဲမှာ B column တစ်ခုပျောက်နေတယ် column တစ်ခုထည့်တော့မယ်ဆိုရင် A မှာ click ချလိုက်ရတယ် C မှာ click ချလိုက်ရတယ်ကြိုက်တဲ့နေရာမှာ click ချပါ ီသွားရင် right click ကိုနှိပ်ပြီးတော့ insert ဆိုတာလေးကို ရှာပါမယ် insert ထဲမှာမှာ insert column to the left to the left ဆိုလို့ရှိရင် c ရဲ့ဘယ်ဘက်အချမ်း a နဲ့ကဲ့ရဲ့မှာပုံမှာပါ insert column to the right ဒါကြတော့ d နဲ့ c နဲ့ကြားထဲမှာပုံမှာပါခုလိုချင်တာက a နဲ့ c ကြားဖြစ်တဲ့အတွက်ဒါလေးကိုရွေးပါမယ်ပြီးရင်ဒီနေရာမှာ b ဆိုတာလေးကိုရိုင်းလိုက်မယ် ဒါကတော့ column အသစ်တိုးတာပါအခု row အသစ်တိုးပြပါမယ် row မှာ1 3 4 2တခုပြောင်းနေပါတယ်ခုနလိုပဲ1 row နဲ့3 row နဲ့ကြိုက်တဲ့နေရာမှာ click ချလို့ရပါတယ် row လို့ပြောလိုက်ကြတဲ့က1 row မှာ diesel ရော diesel ရော diesel တွေအားလုံးဘယ်နေရာ click ချက်ချရပါတယ်ဒါတွေလည်းအတူတူပါပဲဒါဆိုရင်3နဲ့သက်ဆိုင်တဲ့ row ပါ တနည်းအားမှာ click ကြပြီးတော့ right click နှိပ်ပါမယ်။ပြီးရင်အသစ်ထဲမှာခြေထဲအတွက် insert ကိုရှာပါမယ်။ insert ကိုတွေ့ပြီဆိုရင်အခုက row တိုးနေတာဖြစ်တဲ့အတွက်ဒီနှစ်ခုထဲရရွေးရပါမယ်။ကို click ချရတာက3မှာ click ချရတာဖြစ်တဲ့အတွက်1နဲ့3ကြားကိုအသစ်တိုးနေတာဆိုတော့ insert row above ကိုရွေးပါမယ်။ဒါဆိုရင်ဒီနေရာမှာ number 2 row တစ်ခုရပါပြီ။ဒါက row အသစ်တိုးတာပါ။ ရိုသစ်ဒိုရာနောက်တစ်မျိုးဒီနောက်မှာနောက်ဆုံးမှာကလစ်ချပြီးတော့အန်တာနှိပ်လိုက်ရင်လည်းရိုသစ်ဒိုပါတယ်။ဒါဆိုရင်ဒီနေရာမှာ၄ဒါလေးရတော့၅အဲဒါလေးတွေပြီးပြီဆိုရင်အခုအရောင်ထည့်ပြပါမယ်အပေါ်ဆုံး row ကို slant လုပ်မယ်ပြီးရင် home ထဲကနေပြီးတော့ဒီနားလေး shading ဆိုတာလေးကို click မယ် ပြရင်ကိုထည့်ကျင်တဲ့ color လေးကို ရွေးပါမယ်။ဒီတဲ့ color တွေကိုမကြိုက်ဘူးဆိုရင် more color နဲ့တွားပြီးတော့မိမိနဲ့တက်တဲ့ color မျိုးကို ရွေးပါမယ်။ပြရင် okay နှိပ်မယ်။ပြင် center ထားမယ်၊ bold ထားမယ်။ဒါတော့ format ချတာပါ။နောက်တစ်ခုက column နဲ့ row တွေကိုချုပ်မယ်၊ချဲ့မယ်။ column နဲ့ row တွေကိုချုပ်မယ်၊ချဲ့မယ်ဆိုရင်ပထမဦးဆုံး column ကိုချုပ်ချဲ့ပြပါမယ်။ဒီလိုတိုင်လေးတွေပေါ်မှာထောက်ကြည့်လိုက်ရင်မြားကောင်းနှစ်ဖက်နဲ့ပေါ်ပြီဆိုရင် မိမိလိုချင်သလိုခြုံလိုချဲလိုရပါပြီ။ကြိုက်သလိုလုံလို့ရပါတယ်။ roll လဲဒီတိုင်းပါပဲ။မိမိလိုချင်သလိုဒီလိုလေးချဲလိုရပါတယ်။အားလုံးကိုဖောင့်ချဲခြင်းနဲ့ဖောင့်ကြည့်ခြင်းနဲ့ဆိုရင် slant လုပ်ပြီးတော့ဒီမှာကိုလိုချင်တဲ့ font design လေးကိုရွေးမယ်။ဒီမှာကတော့ Thai New Roman ကိုရွေးမယ်။ site ကိုကြတော့ submit ထားလိုက်ပါမယ်။ ဒါဆိုရင် Bezel မှာပဲ click ချချာ Tiny Roman ရဲ့ size နှစ်ရဲ့ပေါ်ပါမယ်။ပြီးတော့ရင်ဒီ row လေးကနည်းနည်းလေးထက်ချဲ့ပြီးတော့ဒါလေးတွေကိုစန္ဒာကျချင်တယ်ဆိုရင် Enter လေးတွေနှိပ်ပေးလိုက်ပါ။ဒါဆိုရင်အပေါ်ကကောင်းစည်းလေးလဲလှသွားပါပြီတကယ်လို့ဒီလို ရိုးတွေကိုကာလာလေးတွေထည့်မယ်တကွက်ချထည့်ခြင်းနဲ့ဆိုရင်စလန်လုံးလိုက်တာနဲ့ဒီမှာပေါ်လာတဲ့မီနူးလေးတွေရာနေလဲသုံးမယ်ဆိုရင်ရပါတယ်ဒီမှာကျမကခဲရောင်ခပ်ဖြဖြောလေးကိုသုံးလိုက်ပါမယ်ပြီးရင်ဒုတိယတကွက်ကိုခြံထားပြီးတော့နောက်ထပ်တကွက်ကိုလည်းခဲရောင်ဖြဖြောလေးပဲသုံးပါမယ်ဒုတိယတကွက်လည်းခဲရောင်ဖြဖြောလေးပဲသုံးပါမယ်ဒါဆိုရင်ဒီလိုလှပတဲ့ဇာကွက်လေးရပါပြီ ဲတခါကလေးမှာကျမတို့ column လေးတွေပို့နေတတ်ပါတယ်အခုကတော့ကျမကတမင်တကာကိုပေးပြီးတော့ပို့လိုက်ပါမယ်ကဲပို့နေတယ်ဒီ column လေးပို့နေတယ်ဒါကိုဖြတ်မယ်ဆိုရင် column slug လုပ်မယ် column slug ကဒီပေါ်ကနေပြီးတော့ click နှိပ်လိုက်ရင် column slug ဖြစ်ပါတယ်ဒါမှမဟုတ်ရင်ဆဲတစ်ခုလုံးကိုဒီလို slug လုပ်လိုက်ရင်လည်းရပါတယ်ပြီးရင် right click နှိပ်မယ်ဖြတ်မှာဖြစ်တဲ့အတွက် delete ဆိုတာလေးကိုရွေးမယ် ဒလိမှာ column လို့နေရာတိုင်းမှာမပေါ်ပါဘူး row ကိုဆက်လက်လုပ်ရင် delete row လို့ပေါ်မယ် cell တစ်ခွက်ထဲမှာဆိုရင် delete cell လို့ပေါ်ပါမယ်ဒါဆိုရင်ဒီ column လေးကိုဖြတ်လိုက်ပါမယ်အခု row အစ်စ်တစ်ခုဖန်တီးထားမယ်ပုံနေတယ်ဆိုပြီးတော့ဖြတ်ကြည့်ရအောင်ဒါလေးကို slash လုပ်ပြီးရင် right click delete row ကိုနှိပ်လိုက်ပါမယ်ဒါဆိုရင်ပြတ်သွားပါပြီ ီဒီခါမှာကျမကဒီအပေါ်ကနှစ်ခုကို ပေါင်းခြင်းနဲ့ဒါက cell နှစ်ကွက်ပါဒီနားလေးမှာတစ်ကွက်ဒီနားလေးမှာတစ်ကွက် cell နှစ်ကွက်ကိုတစ်ကွက်တည်းဖြစ်အောင်ပေါင်းမယ်ဆိုရင် right click ပြီးရင် match cell ကိုရွေးပါမယ်ဒါဆိုရင်ဒီမှာ cell နှစ်ကွက်ကတစ်ကွက်တည်းဖြစ်သွားပါပြီ center လေးထားပြီးတော့ people ပြီးရင်ဒီဘက်ကို male ဒီဘက်ကိုကြာတော့ female ကဲဒီလိုလေးသုံးလို့ရပါတယ်တခါတလေမှာဒီ cell တစ်ခွက်ထဲကိုနှစ်ခွက်ဖြစ်အောင် လုပ်ချင်တယ်ဆိုရင်ကျမတို့ insert ထဲကနေ table ထဲကနေ draw table ကိုခေါ်ပါမယ်ပြီးသွားရင်နှစ်ခွက်ဖြစ်ချင်တဲ့နေရာလေးကိုအစနဲ့အဆုံးနဲ့ဆက်လိုက်ပါမယ်ဒါကအောက်ဘက်ကိုနည်းနည်းကြောက် ရောင်လေးကိုနည်းနည်းလောက်ချဲ့ပြီးတော့ဆဲလ်တစ်ခွက်တည်းကိုနှစ်ခွက်ပြစ်အောင်လုပ်ပါမယ်။ဒီတစ်ခါကျွန်တော်တို့ဆဲလ်တစ်ခွက်တည်းကိုနှစ်ခွက်ပြစ်အောင်လုပ်ပါမယ်။ဆဲလ်တစ်ခွက်တည်းကိုနှစ်ခွက်ပြစ်အောင်လုပ်မယ်ဆိုရင် insert တည်းကနေ table တည်းကနေ drop table ကိုခေါ်ပါမယ်။ဒီထဲကနေမှခဲတံပုံလေးပေါ်လာပြီဆိုရင်ကိုထည့်ခြင်းနဲ့ line လေးကိုထည့်လိုက်ပါမယ်ဒါဆိုရင် cell နှစ်ကွက်ဖြစ်သွားပါပြီတကယ်လို့ဒီ cell တစ်ကွက်နှစ်ကွက်သုံးကွက်လေးကွက်လုံးကိုထည့်ကျင်တာဆိုရင်ဒီကနေပြီးတော့ဒီအောက်ထိဆွဲလိုက်ပါမယ်ဒီလိုလေးမှားသွားတယ်ဆိုရင်ကျမတို့ back ပြန်ဆုပ်လိုက်မယ်ပြီးသွားရင်ဒီနေရာကနေပြီးတော့တေချာချိန်ပြီးတော့ဆွဲလိုက်ပါမယ်ဒါဆိုရင် cell နှစ်ကွက်ဖြစ်သွားပါပြီ တခါတလေမှာကိုထည့်ထားတဲ့ဆဲကွက်လေးတွေပုံနေတယ်ဖြတ်ချင်တယ်ဆိုရင် eResult 2လေးကိုခေါ်ပြီးတော့ဒါလေးကိုဖြတ်လိုက်ပါမယ်။ဒါဆိုရင်နှစ်ကွက်ကနေတစ်ကွက်ပြန်ဖြစ်သွားပါပြီ။ဒါဆိုရင်ကျမတို့ table ကို လိုသလိုတိုးလို့ရသလိုမျိုးလိုရင်လည်းဖြတ်လို့ရပါတယ်။ဒီတစ်ခေါက်တော့ကျမ table တစ်ခုလုံးကို delete လုပ်ချင်တာပါ။ ချေပေါ်တစ်ခုလုံး delete လုပ်မယ်ဆိုလို့ရှိရင်ဒီခက်ပြက်လေးပြန်ထားလိုက်မယ်နော် slash လုပ်မယ် slash လုပ်ပြီးရင်လေးအောက်ထဲက delete ဆိုတာကိုနှိမ့်လဲရတယ်ဒါမှမဟုတ်ရင် right click delete table ဆိုပြီးတော့နှိမ့်လဲရပါတယ် delete ဆိုတဲ့စလုံးရဲ့နောက်မှာအများတန်း row ရှိတယ် column ရှိတယ် cell ရှိတယ် table ရှိပါတယ်ဒီတော့ကိုသုံးချင်တာတွေကိုရွှေပြီးတော့သုံးလို့ရမှာပါခုမပြတ်ခင်လေကျမက စာလေးကိုအဲဆဲပေါင်းပြီးတော့စာထောင်ကရိုက်တာလေးကိုတခါတယ်ပြပါမယ်။ကဲဒီဆဲလေးတွေကိုကျမတို့ပေါင်းလိုက်မယ်။ slash လုပ်ပြီးတော့ right click match cell မဆောနှိပ်ပြီးပြီးစာအုပ်ထောင်လိုက်ရိုက်မယ်ဆိုရင်ဒီထဲမှာပဲ right click နှိပ်မယ်ပြီးရင် task direction ဆိုတာလေးကို click ပါမယ်။ပြီးရင်ဒီပုံလေးကိုရွှေ့ပြီးတော့ okay နှိပ်ပါမယ်။ပြီးရင်စာလေးရိုက်လိုက်ပါမယ်။ ။စာရိုက်ပြီးတော့သူ့ကိုစင်တာထားခြင်းနဲ့ဆိုရင် home ထဲကစင်တာကိုယူမိမယ်။ကြည်ဒီအောင်လေးကိုနည်းနည်းချခြင်းနဲ့ဆိုရင်ဒီရှေ့မှာ click ချပြီးတော့ပြီးရင် enter လေးနှိပ်လိုက်ပါမယ်။ဒါဆိုရင်လှသွားပါပြီ။ဖောင့်နေပြောင်းခြင်းနဲ့ဆိုရင်လည်းကျမတို့ပြောင်းလို့ရပါတယ်။ဒီညမှာ font color မှာသွားပြီးတော့မိမိနှစ်သက်တဲ့ color လေးပြောင်းလို့ရပါတယ်။ဒါလေးကိုပြောင်းလိုက်ပါမယ်။ ကဲခုဇရားတစ်ခုလုံးဖြတ်ပါတော့မယ်စလန်းလုံးမယ်ဘတ်စဖေးနဲ့နှိပ်လိုက်လဲပြတ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်စလန်းလုံးမယ် right clear delete table နှိပ်လဲပြတ်ပါတယ်ဒါမှမဟုတ်လို့ရှိရင်စလန်းလုံးပြီးရင်လေးအောက်ထဲက delete ဆိုရဲဒီပုံလေးကိုနှိပ်လိုက်လဲပြတ်ပါတယ်ခုနကတော့ insert လောက်တာလဲဒီကနေသွားပြီးတော့ insert above အဲ insert row insert column ယူလို့ရပါသေးတယ်เนาะ ကဲခုကျွန်မကအားလုံးကိုဖျက်ချင်တာဖြစ်တဲ့အတွက် delete ကိုနှိမ့်လိုက်ပါမယ် delete table ပါကဲဒီလောက်ဆိုရင်ဇရားတွေဆွဲတက်ပြီလို့ထင်ပါတယ်ဇရားပုံတွေကိုကြည့်ပြီးတော့ကိုယ်တိုင်ပြန်ပြီးတော့ဆွဲကြည့်ပေးပါနော်တင်နန်းတက်မယ်ဆိုလို့ရှိရင်ကျွန်မရဲ့ message box တဲ့ဒါမှမဟုတ်ကျွန်မရဲ့ Viber number ကိုဆက်သွယ်လို့ရပါတယ်